ကဲပြဿနာတွေကတော့ဘုံမရှုပ်ထွေးလာပြီဟဲဝဲနဲ့ဝိုက်စုခန်တဲ့ကိစ္စကတော့မပြီးသေးပါဘူးမနေ့ကမင်္ဂလာယူရက်နေ့စူပြင်းနဲ့ဟဲဝဲမင်္ဂလာယူတဲ့နေ့မှာဝိုက်စုခန်တဲ့ကဟဲဝဲကို ပြန်လဲရယူဖို့ဘယ်လိုကြိုးစားနေသလဲဝိုင်းစုခိုင်တဲ့ဟဲဝဲရံကိုဘလောက်ထိထိအခုချိန်ကြီးတန်တန်ဆွဲဖြစ်နေတယ်ဆိုတာကိုဝိုင်းစုခိုင်တဲ့ခင်ပေါ်ဟောင်းဖြစ်တဲ့အစရောအောင်လာကတိုင်းကလုံးဝချပြလိုက်တာဖြစ်တဲ့အတွက်ခင်ကနေဟာကနေတွေဖြစ်ကုန်တာလည်းဖြစ်ပါတယ် အစရိုအောင်လကဝိုင်းစုခိန်သိန်းဟာအိမ်ကသူ့ရဲ့ခွေးနာမီကိုဟင်းဝီရန်လုပေးထားဖြစ်ပြီးတော့အဲ့ဒီခွေးနေပဲသူကပုတ်တိပုတ်တန်နေထိုင်နေတဲ့အကြောင်းဒါဖွင့်ချလိုက်တယ်ပေါ့လေဆိုတော့ဟိုဝိုင်းစုခိန်သိန်းကဟင်းဝီရန်ကိုယနေ့ချိန်ထိဆွဲလန်းနေတော့ပဲအော်ဆွဲလန်းလုံးလို့လေယနေ့ချိန်ထိပေါ့လေဒါဟေဝီယံကိုသူ့ရဲ့ရင်ထဲမှာထည့်ထားပြီးတော့ယောက်ျားတွေဘလောက်ပေးရရနော်ဒါကြောင့်မလို့အိမ်မှာသူမွေးထားတဲ့နော်မောင်းစုခိုင်တဲ့အခွေးကိုအရန်ချစ်တတ်တယ်တဲ့နော် ဒါကြောင့်မလို့သူမွေးထားတဲ့ခွေးလေးကိုဟိုဟင်းဝေရလို့အမည်ပေးရလောက်တဲ့ ठी ဟင်းဝေရပေါ်မှာယနေ့အချိန် ठी တန်တန်ဆွဲဖြစ်နေရတဲ့အကြောင်းဒါအစိုးရအောင်လာကဒဲပဲချပြလိုက်တာပဲဖြစ်ပါတယ်နော်ဆိုတော့ဘလို့ပဲနော်ဒါကြောင့်မလို့ဘလို့ပြောရမလဲဟင်းဝေရနဲ့ ဒါဝမ်းစုခိုင်တဲ့ကတကယ်ဥမာကြီးမားတဲ့ပြဿနာတွေဖြစ်ခဲ့တာဟုတ်ဘူး။ဒါကြောင့်မလဟင်းဝေးရမေကပြောတယ်ပေါ့နော်အင်တာဗျူးမှာသူ့ရဲ့သားမိမရမှာပေါ့လေ။ဒါသူကစိတ်အေးနိုင်မျိုးပေါ့လေ။မဟုတ်ရင်မဟုတ်တော့ကတွေနဲ့ပြန်လဲပြီးတော့အရှိတ်ဆက်တွေပြုလုပ်မှာသူတော်တော်လေးကိုစိုးရိမ်နေဗျ။ဒါကြောင့်မလို့သိန်းပေါင်းသိန်းချီဒေါ်လာမီလီယံချီတော့ကျွန်တော်အကုန်ချခံပြီးတော့ဒီလက်ထပ်ပွဲကိုကျင်းပပေးတာဖြစ်တယ်။ ဆိုတော့ခုနေ့ကလည်းဝိုင်းစုကိုင်တဲ့ကသူရဲ့ရှုပ်ပွဲမှာ my EX is my biggest fan ဆိုပြီးတော့เนาะကျွန်တော်ဤစားဂျမားဤစားဟောင်းကကျွန်တော်ရဲ့အကြီးစား fan ပါဆိုပြီးတော့ဒါเนาะပြောသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အခုချိန်မှာလည်းခွေးနာမီကဝိုင်းစုကိုင်တဲ့ခွေးနာမီကဟင်းဝင်ရဆိုတော့စဉ်းစားကြည့်ကြတော့ဗျာဘယ်လောက်တည်းတိเนาะဟင်းဝင်ရပေါ်မှာတောင်းတနေတယ်လဲဆိုတာเนาะမြင်တွေ့ရနိုင်တာပါ